ကျိုးချောင်းစီလျော်တဲ့လူ့နေရောက်ကလည်းသူတို့နေရောက်လုံးအတွက်ပိုဆိုးတဲ့ရလက်ကိုဘာလို့ရွေးချယ်မိသွားကြတာလဲဆိုတာကတကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့မေးခွန်းတစ်ခုပဲဟုတ်တယ်မလားကဲဒီတော့အဲ့ဒီအကျက်အတဲနဲ့အတွင်းဆုံးကိုအတူတူဝင်ကြည့်လိုက်ကြရအောင်ကဲဒီဇလမှာအထီးကဆက်ကောင်းနေရောက်ရှိပါတယ်တယောက်က L နောက်တယောက်က Bill ပေါ့သူတို့နေရောက်ကလည်းပြစ်မှုတစ်ခုတည်းအတွက်တနေရာစီမှာအဖမ်းခံထားရတာပါအခြေအနေကတော့ရှင်းရှင်းလေးပါပဲ တက်တွေအထောက်ထားကခိုင်လုံနေတော့သူတို့နှစ်ယောက်လုံးထောင်တန်းနဲ့နှစ်ကြခံရမယ်ဆိုတာကတော့အသေးချပဲဒါပေမဲ့ဒီနေရာမှာဇလန်းကစိတ်ကနေစားစရာကောင်းလာပါပြီဘာလို့လဲဆိုတော့ခန်ရှင်းတွေကသူတို့နှစ်ယောက်ဟာဒီထက်အများကြီးပိုကြီးတယ်လက်နဲ့ကင်ဓာပြမှုတစ်ခုကိုအတူတူကျွလွန်ခဲ့တယ်လို့တန်တရားရှိနေတာကိုဒါပေမဲ့သူမှခိုင်လုံတဲ့တက်တွေမရှိဘူးအဲ့တော့သူကဘာလို့လဲဆိုတော့အချင်းသားတွေကိုဝန်ခံလောက်အောင်လုပ်ဖို့တော်တော်လေးကိုလိမ်မာပါနေတဲ့အကွက်တစ်ခုခင်းနေပါတယ် ဲ့ဒီတော့ရှင်းနေကသူတို့တယောက်ချင်းစီကိုတီးခြားစီ ချင်းကပ်ကီအပေးယူလောက်ပါတယ်။ကဲပထမဆုံးဖြစ်နိုင်ခြေကိုကြည့်အောင်။ကိုကဝန်ခတ်လိုက်တယ်။ဒါပေမဲ့တစ်ဖက်လူကတော့ငင်းဆွနေတယ်ဆိုတဲ့အခြေအနေပေါ့။အဲ့လိုတရင်ပေးလိုက်ရင်ဆူလပ်အနေနဲ့ထောင်တန်တစ်နှစ်ပဲကြာမှာမှာ။ဒါပေမဲ့ပါစပ်ပိတ်နေခဲ့တဲ့တစ်ဖက်လူကတော့ပြစ်တန်ကြီးအနေနဲ့ထောင်ကို10နှစ်အပြည့်သွားရမှာဖြစ်ပါတယ်။တော်တော်လေးကိုကြွားကြတော့တာနော်။ကဲဒါဆိုအခြေအနေကိုဖြောင်းရံလန်ကြည့်လိုက်အောင်။ ကိုကပတ်ဆက်ပိတ်နေပြီးတဖက်လူကဝန်ခံလိုက်ရင်ရောဘလို့ဖြစ်မလဲဟုတ်ပြီအဲ့ဒီအခါမှာတော့ကိုကပြန်ထန်တဲ့ပြစ်ဒဏ်ဆယ်နှစ်ကြာခံရမှာဖြစ်ပြီးတည်င်းပေးတဲ့သူကတော့တစ်နှစ်ပဲကြာမှာပါအဖေယူကနှစ်ယောက်လုံးသက်အတူတူပဲဆိုတော့လေနောက်ထပ်ချင်းနိုင်ခြေတစ်ခုကတော့နှစ်ယောက်စလုံးကတယောက်ကိုတယောက်တစ္ဆာဖောက်ပြီးဝန်ခံလိုက်ကြရဲဆိုပါတော့အဲ့ဒီအခါဘာဖြစ်လာမလဲဟုတ်ကဲ့နှစ်ယောက်စလုံးဝန်ခံရင်တယောက်ကိုထောင်တန်းဒုနှစ်စီကြာခံရမှာပါဒါကသူတို့ရဲ့မူလပြစ်ဒဏ်နှစ်နှစ်ထပ်တော့ပိုဆိုးသွားပြီဒါပေမဲ့ စနစ်ပြတန်တဲ့ဆိုင်ရင်တော့အများကြီးတတ်တာနေတော့မယ်။နောက်ဆုံးတော့အကောင်းဆုံးဖင်နိုင်ချေလို့ထင်ရတဲ့တခုပေါ့။နေရာစလုံးကတယောက်ကိုတယောက်ယုံကြည်ပြီးဓာပြမှုအကြောင်းကိုလုံးဝငင်းဆိုလိုက်ကြရဲဆိုရင်တော့အဲ့ဒီအခါကျရင်တော့တို့ရဲ့မူလမွေးစေအမှုအတက်ပစ်တန်နဲ့နစ်စီပဲကြာခံရမှာပါ။ဒါကသူတို့ညောင်ပေါ့တော့ကြည့်ရင်အကောင်းဆုံးရလာဖြစ်ပါလေ။ကဲ ဒီဖြစ်နိုင်ခြေတွေအားလုံးကိုတနေရာထဲမှာစူးစီးပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ pay off matrix လို့ခေါ်တဲ့ဇာတ်ကွက်လေးတစ်ခုသုံးပြီးပုံပေါ်ကြည့်ကြရအောင်။ဒါဆိုရင်အချင်းနှမကိုပို့ပြီးသဘောပေါက်သွားပါလိမ့်မယ်။ဒီဇာတ်ကွက်ကိုကြည့်လိုက်ရင်အရာအလုံးကရှင်းသွားပါပြီ။အပေါ်တန်းကပေလျက်ရွေးချယ်မှုတွေ။တောင်လိုက်ကတော့အလျက်ရွေးချယ်မှုတွေပေါ့။ဥပမာအနေနဲ့ပေပယ်ဘောထောင်ကားကွက်ကိုကြည့်လိုက်ပါ။နှစ်ယောက်စလုံးဝင်ခံရင်၃နှစ်စီကြမယ်။ဒါပေမဲ့ရပယ်ပေါင်ကားကွက်ကိုကြည့်လိုက်ပါဦး။ အယ်ကဝန်ခံပြီးပီလ်ကညင်လန့်ရင်အယ်ကစနစ်ပင်ကြပြီးပီလ်ကတော့ဆင်နဲ့တောင်းကြသွားမယ်။ဒီလိုဇာနဲ့ရှင်ကြည့်လိုက်တော့မှဒီအပိယူရဲ့အာသာချအခါနဲ့ချက်တွေကိုအကုန်လုံးကိုရှင်းရှင်းလင်းလင်းမြင်လိုက်ရတာပါ။ဟုတ်ပြီ။အခုဒီဇာကွက်ကိုအကျဉ်းစားတယောက်ရဲ့ရှူထောင်းကနေပြီးတော့တေချာလေးခွဲချမ်းစေဖျားကြည့်ကြရအောင်။အရေးကြီးတဲ့အချက်တစ်ခုကိုတော့ယူဆထားဖို့လိုမယ်နော်။သူတို့တွေဟာတယောက်နဲ့တယောက်ဘာတန်ရုံးစင်မှမရှိဘူး။ကိုအတွက်ပဲကိုကြည့်မယ်ဆိုတာမျိုးပေါ့။ကဲ အဲလေနီယာနေဝင်ပြီးစဉ်းစားကြည့်အောင်သူကအချုပ်ခန်းထမထီအောင်တဲ့ဘီလ်ပါလုံးမလဲပါဆုံးဖြတ်မလဲဆိုတာသူ့ဘာမှမသိဘူးအဲ့တော့အယ်ဂါဒီလူစဉ်းစားလေတကယ်လို့ဘီလ်ကမြဝင်ခံခဲ့ရင်ငါပါလို့တင်လေငါကပါလိုက်ပြီးဝင်ခံရင်ထောင်3လေးပဲကြာမယ်ငါကငင်းနေတော့10နှစ်တောင်ကြာမှာဒါဆိုရင်တော့ဝင်ခံလိုက်တာကမှပိုကောင်းသေးတယ်ပြီးတော့သူကဆက်စဉ်းစားလေကောင်းပြီတကယ်လို့ဘေးကငင်းဆန်ခဲ့ရင်ရော ငါကဝန်ခံလိုက်ရင်စင်းနေပဲချားမယ်။ငါပါလိုက်ငင်းရင်နဲ့နဲ့ပဲချားမယ်။ဟွန်းဒီအချင်းနဲ့မှလည်းဝန်ခံတာကပဲငါ့အတွက်ပိုကောင်းနေပြန်ရော။ဒါဆိုရင်ကောက်ချက်ကရှင်းနေပါပြီ။ဘီလ်ဘာဘဲလိုလိုဝန်ခံဒီဖြစ်စေညစ်ဆိုဒီဖြစ်စေအယ်ဝင်းစန်တီယန်ကတော့ဝန်ခံလိုက်တာကအကောင်းဆုံးပဲဖြစ်နေတယ်။ဒါဟာသူ့အတွက်အသာစီရတဲ့ view ဟာဖြစ်နေတာပေါ့။ပြီးတော့ဒီပြဿနာကနှစ်ဖက်စလုံးတွေအတူတူပဲဖြစ်တဲ့အတွက်ဘေးလည်းအတွေ့ကလည်းဒီတိုင်းပဲဖြစ်မှာပါ။ ဒီလိုနဲ့နီယောဆလုံကချိုးချောင်းစီလောစွာကိုအတက်အကောင်းဆုံးဖြစ်တဲ့ဝင်ခိုက်ဖို့ကိုပဲရွေးချယ်လိုက်ကြတဲ့ရက်လက်အဲ့ဒါကို game theory မှာတီးတတ်နမဲတစ်ခုနဲ့ခေါ်ဝေါ်တမုံကြပါလေအဲ့ဒါကတော့ Nash ညီမချင်း Nash equilibrium ပါပဲသူရဲ့အသေးပဲကတော့ကစားသမားကဦးချင်းစီကကဖဲလူတွေရဲ့ရွေးချယ်မှုတွေကိုထယ်သွင်းစဉ်းစားပြီးကိုအတွက်အကောင်းဆုံး view ဟာကိုရွေးချယ်ပေးသွားပြီးဖြစ်ခဲ့အခြေအနေမျိုးပါအဲ့ဒီအခြေအနေကိုရောက်သွားရင်ဘသူမှကိုဆုံးဖြတ်ချက်ကိုတယောက်တည်းပြောင်းလိုက်ဖို့နဲ့ကိုအတွက်ပိုကောင်းတဲ့ရလော့ကိုမရနိုင်တော့ပါဘူး ဒါဆို အားလုံးကအကောင်းဆုံးဖြစ်တဲ့နေရောက်စလုံးညင်းဆိုတဲ့ရာလတ်ကဘာလို့မဖြစ်လာရတာလဲအချောင်းရင်ကတော့အဲ့ဒီအခြေအနေက မတည်ငင်လို့ပါပဲတနည်းပြောရရင်တစ္ဆာဖောက်ဖို့အခွင့်အရေးကတစ်ကိုဆွဲဆောင်မှုရှိနေတာပေါ့တယောက်ယောက်ကသာသူဆုံးဖြတ်ချက်ကိုပြောင်းပြီးတစ်ဖက်လူကိုတစ္ဆာဖောက်လိုက်မယ်ဆိုရင်ကိုယ့်ကိုပိုကောင်းတဲ့ရာလတ်ကိုရလိုက်နေတယ်လေအဲ့ဒီတော့အဲ့ဒီအကောင်းဆုံးဆိုတဲ့နေရာမှာဘယ်သူမှဆင်းချလက်ချမနေရဲကြဘူး အပြန်အလှန်အပြင်ဝန်ခံဝန်ခံဆွဲ Nash ညီမချင်းအခြေအနေကဘာလို့တည်ငင်ရလဲဆိုတာကိုကြည့်အောင်သူတို့နှစ်ယောက်လုံးအဲ့ဒီအခြေအနေကိုရောက်သွားပြီဆိုပါစို့ El ga tu song phe che ko piao bi nyin lai pho se ku shi ba mla မရှိနိုင်ဘူးလေ၃နှစ်ငယ်ဆယ်နှစ်ဖြစ်သွားမှကို bell အတော်လဲတည်တိုက်ပဲဆိုတော့ဘသူမှတယောက်တည်းဆုံးဖြတ်ချက်ပြောင်းယုံနေကိုအခြေအနေကိုပိုကောင်းအောင်လုပ်လို့မရတော့ဘူးသူတို့နှစ်ယောက်လုံးအဲ့ဒီမှာပဲပြိမိတော်ချက်ပါပြီ ါကြောင့်မို့လို့ဒီနေရာမှာအဓိကအချက်ကတော့တူဦးချင်းစီရဲ့ကျိုးချောင်းစီလျော်တဲ့ကိုကျိုးအတွက်ရွေးချယ်မှုကနောက်ဆုံးမှာစူပေါင်းရလက်ကိုပူဆိုးသွားစေတယ်ဆိုတာပါပဲ။ဒါကပဲအချင်းသားရဲ့အချက်အသေးရဲ့အဓိကကြတဲ့ရှေးနောက်မကြီးဗီရုသာဘပါရာဒေါ့စ်ဖြစ်ပါရဲ့။ကဲဒီသဘောတရားကိုနားလည်သွားပြီဆိုရင်တော့ပဝန်းကျင်မှာဒီလိုဖြစ်ဖြစ်တွေကိုစပြီးတတိထားမိလာပါလိမ့်မယ်။ဒါကြောင့်ဒီနေ့အတွက်နောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုနဲ့အဆုံးသတ်လိုက်ချင်ပါတယ်။ ကျွန်တော်တို့ကဘာကြီးမှာနိုင်ငံတကာဆက်ဆံရေးတွေစီးပွားရေးပြိုင်ဆိုင်မှုတွေကနေစလို့တာမန်လူမှုဘဝတွေအထိဒီအကျဉ်းသားရဲ့အကြအတဲ့ကချပြေနေရတယ်မှာဖြစ်ပေါ်နေသေးတယ်